အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာမယ့်သင်ခန်းစာကတော့ Go around kun ဖြစ်ပါတယ် Go around kun ဆိုတာကဘာဖြစ်သွားတာလဲဘာဖြစ်ပေါ်လာတာလဲဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်တခုခုကျွန်တော်တို့တွေပြဿနာတစုံတရာဖြစ်ဖြစ်ပွားတဲ့အရာမျိုးပေါ့နော် Go around kun လို့တုံးတယ်ပေါ့နော်မနေ့ကကျွန်တော်မေးခွန်းမေးထားတဲ့အထဲထဲမှာလျှောက်တဲ့အိုကဆိုပြီးတော့မေးထားတယ်အဲ့ဒါကဘာလဲပေါ့နော် နှစ်ခုပေါင်းရဲ့အတိတ်ပဲကအဲ့ဒါကအခွင့်အရေးပေါ်မူတည်တယ်ဆိုတဲ့အတိတ်ပဲပေါ့နော်မှန်ပါတယ်အကုန်လုံးဖြေတာမှန်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ရေးပြမယ်ဆရာအိုအော်အိုအိုကောအာစောကာကာနေရာမှာစောဆူတာကကျွန်တော်တို့မဲကော့ဒေါ်တိတ်အတက်မှာပါတယ်အဲ့တော့စောဖြစ်နေပြီပဲလို့သူ့ကိုထွက်မယ်ဆိုရှင်ကောအာဒေါ်ကာ ဆိုပြီးတော့ထွက်မယ်ပေါ့နော်ရေးရင်တော့စော်လို့ရေးမယ်ပေါ့နော်အိုကာအခွင့်ရေးဖြစ်ပါတယ်ဟုတ်ပြီဒီနေ့ကကျွန်တော်တို့ဒီကော်အရိုင်းခွန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အတူတူလေ့လာမယ်ဒီနေရာမှာဘာဖြစ်သွားတာလဲဒီလိုစကားမျိုးတွေကကျွန်တော်တို့အများအားသုံးနေပေါ့နော်ကော်အရိုင်းခွန်းဆိုကျွန်တော်နေ့စဉ်သုံးတဲ့စကားတွေမှာလည်းကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်တခုခုဖြစ်တဲ့အချိန်မှာမေးတာပေါ့နော်ကော်အရိုင်းခွန်းတီနီ กิดอะไรขึ้นที่นี่ที่นี่มาบาเพี่ตัวละเลยสุยเยจิเมกอเอดอ เกิดเกิดสุดาไม่พอเลยอะไรอออะอะรอไอะไรอะไรบาเลยเราแต่ตะคูกขึ้นขออึนอขืนไม่ถูกขึ้นขึ้นสุดแต่อะ ကအရိုင်ခွန်းဆိုတော့ပေါင်းလိုက်လို့ရှိရင်ဘာဖြစ်သွားတာလဲပေါ့နော်အတိပ္ပယ်ကနော်ပြီးတော့ ठी နိဒီနေရာမှာ thor et my et ठी no ini my et ni ठी နိနှစ်ခုလုံးကအတန်အတန်တူတယ်နော်သူက thor ထဟာနဲ့ no nin ကအနိမ့်တန်ဖြစ်တယ်လို့စရာ e စရာ e တူတယ် thor et no ini နော် ဟိုမအေးပါရင်ထောအီတီမအေးတီနောအီနီမအေးနီတီနီအတန်တူတယ်ပေါ့နော်အနေတိုင်းချင်းတူတော့အတန်လည်းတူတယ်ကိုအရိုင်းခွန်းတီနီဒီနေရာမှာဘာဖြစ်သွားတာလဲလို့ပြောတာဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီနေရာမှာဘာဖြစ်တယ်ပေါ့နော်တခုခုပြောမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့လိုပြောမယ်အကြောင်းအရာကိုသိသိဖို့တော့လိုတယ်ပေါ့နော်ဒီနေရာမှာတော့ဘာမှတော့မရေးဘူးပေါ့နော်ဘာမှမဖြစ်ပါဘူးကိစ္စတည်တည်လေးတစ်ခုပဲဖြစ်သွားတာပေါ့နော် ဘာမှတော့ဖြစ်ဘူးကိစ္စတည်းတည်းလေးတစ်ခုဖြစ်သွားတာလို့ရေးထားတယ်။အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော်တို့ဘယ်လိုပြန်ဖြေမလဲဆိုရင် make me align လို့ဘာမှမဖြစ်ပါဘူး make me align လို့ခဲအဲ့လောက်ပဲဒီမြလောက်ပဲရဲ့ကိစ္စလေးอ่ะ let noy let noy ဟုတ်ပြီ let noy တည်တည်လေး let noy တည်တည်လေးเนาะအဲ့ဒါကိုကျွန်တော်တို့ရေးကြည့်မယ် ไม่มีอะไรหรอกมอไอไม้ไม่เอ็บไม่มอ อี มี ไม้เอ็บมีไม่มี ออะอะรอไอรายไม่มีอะไร หอรอ อกรอหอรออกรอ ไม่มีอะไรหรอกเนาะไม่มีอะไรหรอกอารมณ์และติดตีเลยทวารยาเลยพามามาเพียบป่าวแค่ แค่ไอเราเป้เปเราเลยเล่นน้อยเลยบอกจินนะแตเตลิผิดผิดฉินเนี่ยขาจะน้ชื่ิมาแค่ตรงไรเด้บ่เนาะแค่เรื่องรอเอืองอเรืองไม่เรื่อง แค่เรื่องเล็กน้อยรอเอรอเอะกอเล็กนออยอนอยไม่เท่าน้อย ไม่มีอะไรหรอกแค่เรื่องเล็กน้อย น้ำมันผิดป่าวသိစာတလေးတစ်ခုပါပဲလို့ပြောတာဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်တို့မေးခွန်းမေးမယ်ပေါ့နော်ဒီထဲထဲမှာဒီထဲထဲမှာကျွန်တော်တို့ lit noise ဆိုပြီးရေးထားတယ်။အဲ့ဒီထဲထဲမှာကျွန်တော်စာလုံးတစ်လုံးထပ်ထည့်လိုက်မယ်။ဘယ်ဟာလဲဒီဟာလေးပေါ့နော်ရှေ့ရစာကြောင်းလေးရေးကြည့်မယ်။ဟော လောအိကောဆိုရင်ဘာကိုပြောတာလဲဒီဟာကသေးတာကိုပြောတာအပေါ်ဟာဘာကိုပြောတာလဲပေါ့နော်ဖြေနိုင်မယ်လို့ပြောလဲမှာတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခွန်ခါ